ောင်စိမ့်နဲ့တမိုးကြီးရန်နာတွေကိုတောင်လူပုံကလူတန်းပြီးကဘာကအန်အောင်ရနဲ့ဇွဲတံမိသားစုရဲ့မစိုးရင်ကြောင်းလို့ပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါရှင်မဟာမီဒီယာမှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျမတို့မြန်မာနိုင်ငံသားတွေအတွက်သာမကကဘာကပါအန်အောင်မြေတက်သွားရောက်တဲ့အလူတော်ကြီးတစ်ခုကြောင်းကိုဂုံယူဝမ်းမြောက်စွာနဲ့တင်ဆက်ပေးကြပါတယ်ဒါကတော့နမေကျော်ဆွဲတဲ့ရွှေဆိုင်မိသားစုကမန္တလေးမြို့ကမစိုးရင်တိုက်တဲ့ကျောင်းတော်ကြီးကိုပြန်လည်တည်ဆောက်အောင်ပြုလုပ်ခဲ့တဲ့မဟာကုသိုလ်တော်ကြီးပဲဖြစ်ပါတယ်။ ဒီလူဟာတာမန်ငွေရေးကြီးလူတန်းတာမျိုးမဟုတ်ပေ။ကျမတို့မြင်တွေ့နေကြအလူတွေနဲ့လုံးဝကိုမတူပါဘူး။ပါကြောင့်ခုလောက်တောင်လူပြောများနေရတာလဲဆိုတော့ကျောင်းတော်ကြီးရဲ့အုံမြကုံရွရွအုပ်တွေနဲ့တိဆောက်ထားတာမဟုတ်ပဲတံမိုးမပြတ်နိုင်တဲ့စင်ရွှေပလဲပရမများနီလာကြောက်စိမ့်အစားရှိတဲ့နဝရ၉ပါးရတနာဆစ်စစ်တွေကိုအထာပနာဖြစ်တဲ့သွေးမီရတနာအုံမြတွေနဲ့တိဆောက်နေလိုပါပဲ။ ဒီလိုလူမျိုးဟောင်းကျမတို့နိုင်ငံရဲ့တမိုင်းမာတော်ချားရခင်တဲ့လူကြီးတစ်ခုဖြစ်ပါတယ်။အလုံးတိကျတဲ့အတိုင်းပဲမစိုးရိမ်စတင်တိုက်ခြင်းဟာကျမတို့နိုင်ငံရဲ့ဗုဒ္ဓဘာသာတသနာတော်အတွက်ထူးချွန်ထက်မြက်တဲ့သံဃာတော်ရှင်သူမြတ်များစွာကိုမွေးထုတ်ပေးခဲ့တယ်။အရေးပါတဲ့နေရာတစ်ခုပါပဲ။ဒါပေမဲ့ဝန်ထမ်းဆရာကောင်းစွာပဲတလင်ထံကြောင့်ဒီကျောင်းတော်ကြီးဟာပြိုကျပျက်စီးခဲ့ရပါတယ်။ တာသနာတော်အတွက်အစားထိုးမရတဲ့တီဆုံရှုံးမှုကြီးကိုပြန်လည်ဖြည့်ဆည်းဖို့ဇွဲတဲ့ရွှေဆိုင်မိသားစုဖြစ်ကြတဲ့ဦးဆောင်ဝင်းနဲ့တော်ဝင်းမတို့ကစက်သိမ်းပေါင်း9000ကျော်ကိုကုန်ကြခံပြီးတာဝန်ယူတိစောက်ပေးဖို့ကတိပြုခဲ့တာပါဒီနေရာမှာအလုံးကိုအံ့ဩစေခင်တာကတော့ဇွဲတဲ့မိသားစုရဲ့စေတနာရှင်ရောမှုပါပဲ။သူတို့မိသားစုတစ်ခုတည်းကုသိုလ်ယူရမျိုးမဟုတ်ပဲမြန်မာပြည်သူပြည်သားခုနှစ်ရဲ့သားသမီးအလုံးဒီမဟာကုသိုလ်ကြီးမှာပါဝင်နိုင်မှုအတွက်အလူကံမန်းနဲ့ကိုဖွင့်လှစ်ပေးခဲ့ပါတယ်။ အနေနဲ့ရင်းရက်ကရှောင်းလာကြတဲ့ပြည်သူတွေကလည်းသူတို့တက်နိုင်သလောက်ရတနာတွေကိုလာရောက်လူဒန်းကြတာကြောင့်တကယ့်ကိုအမခံပါပဲ။ချင်းနှောင်းတွေပိတ်တာတွေနဲ့အပြည့်အစံလာရောက်လူဒန်းကြတာပါ။တချို့ဆိုရင်ကိုမဝစ်စင်ထားတဲ့လက်ဝဲရတနာတွေကိုတော့မဆိုင်မတွချွတ်ပြီးလူဒန်းကြတဲ့မြင်ခွင်တွေဟာမြမလူမျိုးတွေရဲ့တဒါတရားဘလောက်ကြီးမားတယ်ဆိုတော့ကိုတတ်သိပြနေပါတယ်။ ဒီလူမှာလူပြောများဆုံးထူးခြားဆုံးကတော့ကဘာကျော်တဲ့ကျမတို့ရဲ့မြမကြောက်စိန်လူပါပဲ။တံမိုးကြီးဆုံးယန္တနာတစ်ခုဖြစ်တဲ့ကြောက်စိန်တွေကိုပြည်သူတွေကလူတန်းကြတာချင်းနှောင်းတွေနဲ့မကားပဲကားတွေနဲ့ကိုတိုက်ပြီးလာလူကြတယ်လို့ဆိုပါတယ်။စိမ့်ဆူနေတဲ့ကြောက်စိန်တွေချင်းနှောင်းတွေထဲမှာကားတွေပေါ်မှာပြည့်နေမြင်ခွင့်ဟာမြမတွေသာမကနိုင်ငံသားတွေအတွက်ပါမရှုံးနိုင်စရာမြင်ခွင့်တစ်ခုဖြစ်ခဲ့ပါတယ်။ ကျောက်စိမ့်ပြင်နီလာပရမကောမုတ်စားတဲ့တခြားကျောက်မြရတနာတွေကိုလည်းပိတ်တာလိုက်ချင်းအောင်လိုက်ထဲ့ဝင်လူတန်းကြတာကြောင့်အလူကံမန်းတဲ့တကူလုံးဟာရတနာတောင်ကြီးတစ်ခုလိုဖြစ်နေပါတော့တယ်။ ဒါဟာပတ်စံချတာယုံငွေရှိယုံနဲ့လုံလုံရတဲ့အလူမျိုးမဟုတ်ပါဘူး။သာသနာတော်ပေါ်မှာ ထားရှိတဲ့အလွန်ထက်သန်တဲ့တရားတရားဆွလွဲ့နေတာခံနိုင်တဲ့စေတနာတရားတွေပေါင်းစပ်မှသာဖြစ်ပေါ်လာနိုင်တဲ့မဟာကုသိုလ်ကြီးတစ်ခုပါ။ဇွဲထမီသားစုဟာကျောင်းတော်ကြီးတိဆောက်နေစဉ်တစ်ချောင်းလုံးကိုရန်ကိုချကြီးကြပ်သွားမှဖြစ်ပြီးဝိနည်းအလုံးနဲ့၅ပါးသီလလုံးထုံစွာစောင့်ထိုင်မှုတိုက်တွန်းထားတာဟာဒီလူကုန်သီလသမားတွေပညာနဲ့ပါအုံမြင့်ချနေသလိုပါပဲ။ ဒီလိုမျိုးစိတ်ကူးနေတာမမှန်းဆနိုင်တဲ့အလူတော်ကြီးဟာကျမတို့မြန်မာနိုင်ငံအတွက်သာမကကမ္ဘာဗုဒ္ဓဘာသာလောကအတွက်ပါမှတ်တမ်းတစ်ခုဖြစ်သမိုင်းတွင်ကျရင်နေမှာသိကြပါပဲဇွဲတဲ့ရွှေဆိုင်မိသားစုရဲ့တာသနာတော်အတွက်စံပြုတ်တိုက်တဲ့အလူတာနာနဲ့တူပါဝင်ကုသိုလ်ယူကြတဲ့ခုနှစ်ရက်သားသမီးပေါင်းလို့ရဲ့စေတနာကိုကျမတို့အားလုံးလည်းထပ်ထူတမ်းမြောင်းဝမ်းမြောက်ဝမ်းသာနဲ့တာလို့ကြင်ကြင်ခေါ်ဆိုလိုက်ရပါတယ်ရှင် ဒီလိုထူးခြားတဲ့အလှတော်ကြီးနဲ့ပတ်သက်ပြီးချစ်ရှုနေသူတို့ရဲ့အမြင်တွေကိုလည်း comment မှာရှင်းသားမျှဝေခဲ့ကြပါအောင်ရှင်။